ရသော်ဗျာလက်ထက်ကရှင်အနန္ဒာဖြေခဲ့တဲ့အဖြေလေးတခုပေါ့နော်။ရှင်အနန္ဒာကိုအာဇီဝကတက္ကရုံတယောက်ကလာမေးတာ။အဲ့ဒီတက္ကရုံကခပ်ပေါ့ပေါ့တော့မဟုတ်ဘူး။ပါရမီပါပုံရတယ်ပေါ့နော်။သူမေးတဲ့မိန်းကရန်ကောင်းတယ်။ပါမေးလေဆိုတော့ကေတံနောဗန္ဒီအနန္ဒာဓမ္မောသခတော်ကေလောကေတုပ္ပတိပန္နာကေလောကေတုကတာအရှင်ဘုရားအနန္ဒာတဲ့တပည့်တော်မေးပေးရစီပေါ့နော်။ဟောကေတံနောဓမ္မောသခတော်တဲ့ဘယ်လိုတရားဟာ ကောင်းကောင်းဟောထားတဲ့တရားလို့ဆိုမယ်လေတဲ့ဘယ်လိုတရားကကောင်းတဲ့တရားလဲတရားနာထောင်နော်ဒါကဟိုဘာသာကြားတွေနဲ့ရှင်ဖို့ဦးဇင်းကပြောတာမဟုတ်ပါဘူးဟိုကိုရရှိနေတဲ့တန်ဖိုးကြီးလာတဲ့အခွင့်အရေးလေးကိုနားလည်ဖို့ပဲရည်ရွယ်တာပါဟုတ်လားဘယ်လိုတရားဟာကောင်းတဲ့တရားလဲတဲ့ဟုတ်လားပြီးတော့ပြောတော့ကေလောကေသုပတိပန္နာဘယ်လိုအကျင့်ဟာကောင်းတဲ့အကျင့်လဲတဲ့နော်ကေလောကေသူကတာ ဘာလုတ်ပြီးရင်အဲ့ဒီလုတ်ဟာအကောင်းဆုံးအလုတ်ကိုလုတ်ပြီးသွားပြီအလုတ်လုတ်ပြီးသွားပြီ ကောင်းတဲ့အလုတ်ကိုလုတ်ပြီးသွားပြီလို့ဆိုနိုင်တယ်လေတဲ့နော်အဲ့လိုမျိုးမေးတဲ့အခါကျတော့ရှင်ရဏနာကတကားတဲ့အဲ့လိုဆိုရင်မင်းဟိုဘက်ငါပြန်မေးမယ်ပေါ့သူမဖြေဘူးနော်ပြန်မေးတာနော်အဲ့အရန်ပညာပါတယ်လို့အရင်ဆိုခြင်းတယ်ဘလို့ပြန်မေးလဲဆိုတော့ဟောဒီလောကကြီးမှာရာဂဒေါသမောဟကိုကုန်ခန်းစေဖို့နေပါသေးဖို့ဆိုပြီးတော့ကျင့်နေတယ် ော်ရာဂဒေါသမောဟကိုကုန်ခန်းစေဖို့ဆိုပြီးတော့ဟောလိုက်တယ်ဆိုရင်အဲ့ဒီတရားကိုဘလို့တရားလို့ပြောမလဲတဲ့။နောက်ရာဂဒေါသမောဟကုန်ဖို့အတွက်ဟောတဲ့တရားကိုဘလို့တရားလို့ပြောမလဲတဲ့။ရာဂဒေါသမောဟကုန်ဖို့ဟောတာဆိုရင်တော့အဲ့ဒီတရားကောင်းတဲ့တရားပဲဖရားတဲ့။ဒီကိုယ်တိုင်ပြန်ဖြေလိုက်ပြီနော်။ဆက်ပြီးတော့မေးတယ်။အဲ့လိုဆိုရင်တကားတဲ့လောကကြီးမှာရာဂဒေါသမောဟကုန်ဖို့ဆိုရင်မှန်မှန်ကန်ကန်ကျင့်နေတဲ့လူရဲ့အကျင့်ကိုဘလို့အကျင့်လို့ပြောမလဲတဲ့။ ရာဂဒေါသမောဟကိုအောင်ကျင့်တာဆိုရင်အဲ့ဒီအကျင့်ဟာကောင်းတဲ့အကျင့်ပဲဗျာတဲ့အဲ့လို့ဆိုရင်ဟုတ်ပြီတဲ့လောကကြီးမှာမှန်မှန်ကန်ကန်ကျင့်လို့အဲ့ဒီရာဂဒေါသမောဟတွေကုန်ခန်းသွားပြီဆိုရင်နော်အမြင့်မြစ်ပါမကြံနှုတ်ပလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်နော်အကောင်းတဲ့အလုပ်လုပ်ပြီးပြီလို့ဆိုမလားဆိုးတဲ့အလုပ်လုပ်ပြီးပြီလို့ဆိုမလားဟာဒါအကောင်းဆုံးလုပ်ကိုလုပ်ပြီးပြီလို့ဆိုနိုင်တယ်ဗျာတဲ့အဲ့တော့ရှင်ယန္တနာကတခါကြီးတဲ့မင်းမေးတဲ့မေးခွန်းကိုမင်းကိုယ်တိုင်ဖြေပြီးပြီတဲ့နော်ဘလောက်ကောင်းတော့နော် ဘလို့တရားဟာကောင်းတဲ့တရားလဲဘလို့အကျင့်ဟာကောင်းတဲ့အကျင့်လဲဘာလုပ်ပြီးရအကောင်းဆုံးအလုပ်ကိုလုပ်ပြီးတယ်လို့ဆိုနိုင်မလဲသူကိုယ်တိုင်ပဲဖြေလိုက်တာလေယာကဒေါသမောဟကုံအောင်ဟောတဲ့တရားကင်းအောင်ဟောတဲ့တရားဘာလဲတော့နော်အကောင်းဆုံးတရားပဲအဲ့ဒီတရားကဟုတ်လားယာကဒေါသမောဟကုံအောင်ကျင့်တယ်ဆိုရင်ဒါအကောင်းဆုံးကျင့်ပဲယာကဒေါသမောဟကုံသွားပြီဆိုရင်ဒါအကောင်းဆုံးလုပ်ကိုလုပ်ပြီးသူပဲအဲ့လိုလဲပြောလိုက်ရောအဲ့ဒီအာဇီဝတကတော်ကသူ့ညံထဲမှာတော်တော်လင်းသွားမယ်ဟာဟုတ်လိုက်တာပေါ့ တော့ဘလို့ချီးကျူးလုံဆိုတော့အရှင်ဘုရားအာဏာနာတဲ့အရှင်ဘုရားဟာသူ့အများကိုမပုတ်ခတ်ဖဲမရှုံချဖဲနဲ့ကိုကိုကိုလည်းပဲမချီးမြောက်ဖဲနဲ့အကြောင်းတင့်သည့်အားလျော်ဆိုတာတရားစကားကိုမှန်မှန်ကန်ကန်လေးပြောသွားတာအရင်သဘောကျတယ်တော့ဇေဝမှာပုတ်ခတ်တာမပါဘူးနော်ကိုကိုကိုလည်းမြောက်ပင်တာမပါဘူးသူများကိုလည်းနှိမ့်ချတာမပါဘူးတရားသဘောတက်တက်ကလေးသွားတာဟုတ်လားဒါကြောင့်လောဘဒေါသမောဟဆိုတာကောင်းသလားမကောင်းဘူးလားဆိုတာကိုဦးဇင်းတို့အရင်နားလည်ဖို့လိုတယ်အခုဒါဦးဇင်းတို့၃ရက်တိုင်တိုင်ပြောခဲ့တာ လောဘဒေါသမောဟရဲ့သဘောတဘာဝစိတ်ကူးရင်အခက်ကနာဘာမှပါဘူးနော်သူတို့ကဒီလိုဖြစ်စေတတ်တယ်ဆိုတာအကုန်လုံးလက်ခံနိုင်တဲ့အနေအထားကြီးပဲဟုတ်လားအဲ့လိုဆိုသူတို့ကမကောင်းဘူးဆိုတာတော့တေကြပြီပေါ့ခုလည်းမကောင်းဘူးနောင်လည်းမကောင်းမကောင်းဘူးဆိုလို့ရှိရင်ဒါကိုပယ်ဖို့ပြောတဲ့စကားဟာအကောင်းဆုံးစကားဖြစ်သွားပြီဒါကိုပယ်ဖို့ကျင့်တဲ့အကျင့်ဟာအကောင်းဆုံးအကျင့်ဖြစ်သွားပြီဒါကိုမြန်ပယ်နိုင်မယ်ဆိုရင်တော့ဒါသဘုတ်စီရာပဟံကိုရည်ညွှန်းတာနော်အဲ့ဒါဆိုရင်တော့အကောင်းဆုံးအလုပ်ကိုလောက်ကန်ပြီးသွားပြီပေါ့အဲ့တော့ကိုပဲလမ်းရှောက်နေလေဆိုတာလေးကို 看咱店铺标牌然后呢？